အဓိကတော့ကိုဇော်ဖုန်ဟိန်းနဲ့ပတ်သက်ပြီးတော့သူဖန်ခံရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော် why မိကြတော့ကျွန်တော်လည်းကျွန်တော်တို့တိတလောက်လန်းလန်းမိတလောက်ကျွန်တော်တို့နားလေတလောက်ကလေးကိုကျွန်တော်ပြန်ဖြည့်ထားတယ်ဆိုတော့အဲ့ video file တင်နေဖြစ်ချင်တော့ကျွန်တော်တို့မြန်မာနိုင်ငံ internet အရေးသေးရတော့အားလုံးတိတဲ့အတိုင်းပဲလေ VPN မခိုင် Facebook ကတော့မရဘူးအဝိုင်းလေးရတယ်လို့လဲနေတော့တော်တော်နဲ့မရဘူးနော်အဲ့ဒါဆက်နှစ်နာရီခွဲကားနေတဲ့အထိလိုင်းမကောင်းအဲ့ video file တစ်ခါမှတက်သေးဘူးဆိုတော့အဲ့ချိန်မှာကျွန်တော်ရှိဖို့ဖုန်းတစ်ခုဝင်လာတယ် ညနေမအေးသေးဘူးလားလိုင်းမောတွေ့လိုက်တော့ဟောတကွေးမအေးသေးဘူးလို့ကျွန်တော်ဗီဒီယိုဖိုင်တင်နေတာလေဘာကြောင့်တင်နေရလဲတဲ့ဒီလိုဒီကြောင့်ပဲကိုစိုးဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်တချို့မိထားလေးတွေအနန်းတွေကလည်းဘာမှတင်မရတော့ကျွန်တော်နားလေတလောက်ကလေးပြန်ပြေးထားတာပြောထားတာဆိုတော့ကျွန်တော်ဘာပြောလဲညနေမင်းအဲ့ဒါဆိုတော့မတင်နဲ့တဲ့အဲ့ဗီဒီယိုဖိုင်ပြန်ဖြတ်လိုက်တော့တဲ့စိုးဖုန်းအင်ကဖန်တာမဟုတ်ဘူးရုပ်ရှင်မင်းသားမင်းသမီးတွေကအသက်18နဲ့35နှစ်တွေရှင်းမှုမထမ်းဘူးပစာရှိတဲ့လူကုန်တိုင်းအတိုင်းဝိုင်းနေရသာသမီးတွေ အများကြီးပါစိတ်မှုမထမ်းဘူးခမားတို့ထုတ်ထားတဲ့ဥပဒေတွေခမားတို့ထုတ်ထားတဲ့မူဝါဒတွေအောက်မှာခမားတို့ကအချင်းပြတ်ခြားစားခြင်းနဲ့စောက်ရှက်မရှိစွာကြာရှုံးနေတယ်ဘာကောင်လဲငါဘာကောင်လဲမင်းငါတို့အကြောင်းကောင်းကောင်းသိရမယ်ငါတို့ဘာညွင်တို့အကြောင်းကောင်းကောင်းသိရမယ်ဟန်ကျင်းဦးအကြောင်းကောင်းကောင်းသိရမယ်မိန်ဝေအကြောင်းကောင်းကောင်းသိရမယ်ကိုသိအကြောင်းကောင်းကောင်းသိရမယ်ကျော်သွားအကြောင်းကောင်းကောင်းသိရမယ်ဆိုတဲ့ပုံစံမျိုးနေ ခင်ဗျားတို့ကယောက်ျားကြီးတွေဖြစ်နေပြီဟာဝိုင်းမိတယ်ပြန်လာထောင်ကြအောင်လုပ်ကြတာဟာသူတို့ကပြောမှဟာအဲ့ဒါကျွန်တော်တို့ကြောင့်ဖမ်းတာမဟုတ်ဘူးဟောကြတာတပ်မတော် ပုံရိပ်ကိုကြာသိအောင်လုပ်နေပါတယ်လို့ပြန်လာလက်ရှိတပ်မတော်အစိုးရကိုအယုံကြည်မဲ့အောင်လုပ်နေပါတယ်လို့ငါယုံကြည်မဲ့ဘီသူကယုံကြည်လို့လဲလက်ရှိတပ်မတော်အစိုးရဘသူယုံကြည်လဲမင်းတို့ကိုယ်ရယုံကြည်လို့လားငါသားတွေငါမင်းတို့ကိုယ်ရယုံကြည်လို့လားငါတို့ကမယုံကြည်ဘူးလက်ရှိနောက်ဆက်ကအစိုးရကိုမယုံကြည်ဘူးဟာဟန်ကျင်းဦးအောင်စုမင်းတို့ ဲဥတော်မင်းတို့ငါကြံတဲ့ကောင်တွေဆဲတော့သူ့ကိုပဲတက်ဆဲမယ်ဒီကောင်ကခေါင်းဆောင်လားဒီကောင်ကခေါင်းဆောင်လားအေးဟန်ရဲဥတော်ကနေပြီးကြလားမိတ်ဝဲလို့နင်းမောင်းတို့ကိုသက်တို့ကြလားကြော်စွားတို့ဘာညွန့်တို့ကလိုက်တာအဲ့တော့မင်းတို့ကိုယ်တိုင်မဲ့မင်းတို့လိုကောင်တွေရှိနေလို့တပ်မတော်ကိုအယုံကြည်မဲ့နေတာတပ်မတော်ကိုအယုံကြည်မဲ့နေတာအဲ့ဘာပဲပြောပြောဘာပဲပြောပြောဟန်ရဲဥငါဟန်ရဲဥငါဆဲတယ်ကွာမင်းကိုကျွန်တော်ဦးမိကြတယ်2021ခုနှစ်အာနာထိမ့်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့ အာနိုင်ငံရေးလေးလာတုံးသက်သူဖြစ်ပေါ့နော်ပြောခဲ့တယ်မြန်မာတမတော်ကြီးဘက်ကရက်တည်ပြီးတော့ပြောလာခဲ့တာအခုဒါ2025ခုနှစ်ကျော်လာတဲ့ကိုရောက်ပြီပေါ့ဒီချိန်ကြီးကွယ်စားကြီးခမရဘာရခဲ့ဘူးတလဲဘာရရခဲ့လဲလို့မေးကျွန်တော်မှာဖြေစရာစကားတစ်ခွန်းမရှိတယ်ဒီနေ့ဒီချိန်ထိကျွန်တော်ရခဲ့တဲ့အရာတော့နောင်တအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်တပ်ထောက်ခံသူစစ်တပ်လော်ဘီဇော်ဘုံဟိန်းနောက်ဆုံးအခြေအနေကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာ။ဟုတ်ကဲ့လေကျွန်တော်ပြန်ဖြည့်ထားတယ်။ဆိုတော့အဲ့ဗီဒီယိုဖိုင်လေးတင်နေဖြစ်ချင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအင်တာနက်အရေးသူရတော့အားလုံးသိတဲ့အတိုင်းပဲလေ VPN မခိုင် Facebook ကတော့မရဘူး။အဝိုင်းလေးရတယ်လို့လဲနေတော့တော်တော်နဲ့မရဘူး။နော်။အဲ့ဒါဆက်နှစ်နာရီခွဲကားနေတဲ့အထိလိုင်းမကောင်းအဲ့ဗီဒီယိုဖိုင်တစ်ဖိုင်မတက်သေးဘူး။ဆိုတော့အဲ့ချိန်မှာ ကျွန်တော်ရှိဖုန်းတစ်ခုဝင်လာတယ်။ညနေမအေးသေးဘူးလားလေ live မတွေ့လိုက်တော့ဟုတ်တယ်ကွမေးသေးဘူးလို့ကျွန်တော်ဗီဒီယိုဖိုင်တင်နေတာလေ။ဘာကြောင့်တင်နေရလဲတဲ့။အဲဒီလိုဒီကြောင့်ပဲအခုဆိုဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်တချို့မိထားလေးတွေအနန်းတွေကလည်းဘာမှတင်မရတော့အကျွန်တော်နားလေတလောက်ကလေးပြန်ပြေးထားတာပြောထားတာ။ဆိုတော့ကျွန်တော်ဘာပြောလဲညီလေးမင်းအဲ့ဒါဆိုတော့မတင်နဲ့တဲ့အဲ့ဗီဒီယိုဖိုင်ပြန်ဖြတ်လိုက်တော့တဲ့။ဆိုဖုန်းအင်ကဖန်တာမဟုတ်ဘူး။ဘာပြောမှမသိ။ဆိုတော့ဒါမဲ့အခုနိုင်ငံရဲ့အမျိုးသားကြီးတယောက်ဖန်စီချင်းချင်းခံရတာမဟုတ်ဘူးဆိုရင်တော့ဘာသာပါလဲ။ တစ်ဖက်ကလည်းဝမ်းသာတယ်တစ်ဖက်ကလည်းဥပဒေကိုမေးခွန်းထုတ်ဆက်ဖြစ်လာတယ်။ဘာလဲပေါ့ဆိုတော့ဥပဒေဆိုတာဟိုကျွန်တော်နားလည်သလားပေါ့သူကာယကံရှင်ကကြည်ပြင်းလက်ခံရင်ဘာလို့မလူတယောက်ကိုဆဲတယ်ပေါ့လူပုဂ္ဂိုလ်တူတယောက်ကိုဆဲတယ်အဲ့ဒီလူကကျင့်တတ်နေတဲ့၍ဒီဥပဒေကဘာမှလို့ဘာသူကျင့်တတ်တာပေါ့သူ့ကိုဆဲတယ်သူကျင့်တတ်နေဘာလို့လို့မပြောသူ့ကိုထိုးတယ်သူကျင့်တတ်နေတဲ့၍အမှုမပြောဘူးသူကမကျင့်တတ်လို့တိုင်ရင်တော့မျက်စောင်းနဲ့ထိုးရင်တော့အေးဥခံနိုင်တယ်လေဥပဒေအသိရမလားဆိုတော့ဘာလဲ မိဖို့ထွက်တယ်ဖြစ်ကိုမျိုးဝင်းတို့တုန်းကအဲ့ဒီလိုသဘောထားကြီးမြတ်မှုဘာလို့မရှိတာလဲယာသာတို့တုန်းကရောအဲ့ဒီလိုသဘောထားကြီးမြတ်မှုဘာလို့မရှိတာလဲမိခွန်ထုတ်เสียရှိတာဆိုတော့ likely တခုမြင်လိုက်ရတယ်တမတော်ကာကွယ်ဦးစီးချုပ်ကပုံကိုယ်ဒီနော်နံပါတ်ရွတ်ပြသွားပါတယ်ကျွန်တော်တို့ထွေထွေကိုပြောတော့ပါအဲ့ဒီပုံကိုယ်ဒီကိုဖမ်းမယ်ဆိုရင်သူ့အမိတ်ပါမှဖမ်းရမယ်လို့ပြောသွားတဲ့စကားလေး ကြားလိုက်ရတယ်ဆိုတော့ကျွန်တော်ပြောမေ့ချင်တာပြောချင်တာအဲ့ဒီပုံကူတွေကဒီနိုင်ငံအတွက်တကယ်တူရဲကောင်းနေအသုံးဝင်နေဆိုရင်ကျန်တဲ့လူတွေကဒီနိုင်ငံအတွက်ဘာမှမဟုတ်ဘူးလားတို့ရဲ့ရင်းနှီးခဲ့မှုတွေတို့ပိဆက်ခဲ့မှုတွေတို့အနစ်နာခံခဲ့တာတွေဟာအသုံးမဝင်တော့ဘူးလားဒီပုံကူတွေရှိရင်ဒီပုံကူတွေနဲ့ပဲလုံလောက်တယ်ဆိုရင်ကျန်တဲ့လူတွေမလိုအပ်တော့ဘူးလားမေ့ချင်တာလေးပါပြောပြတာကျွန်တော်တို့မလိုလေကျွန်တော်တို့ကရင်းဆိုင် ကိုလို့ဆယ်ရှိရလို့မပြောဆယ်ရှိတာပြောထောင်တဲ့ထဲလေးပြောင်းဝင်လိုက်ပါပဲဂူးဆိုင်ဆိုတော့မိကုံထုတ်เสียလေးကိုဒီနားလေတာကဟိုဥပဒေရဖန်စီထိတ်တဲ့နေဆိုမြန်မာနိုင်ငံရဲ့တက်ဖွဲ့ရလာခေါ်တယ်ဥပဒေအကြံပေးမြို့နယ်ဥပဒေအရရှိမှာဥပဒေအကြံတောင်းတယ်သူကတစ်ဆင့်ဒီပုံမှန်နဲ့ဆွဲဖို့ဆွဲဖို့ဥပဒေအကြံပေးအခွင့်ပြုလိုက်ရင်တရားရုံးမှာဒီအမှုဆွဲဆိုတယ်တရားသူကြီးလက်ခံပြီဆိုရင်ချုပ်မိတ်ယူတယ်ရဲလုံကန်း၁၄ရက် လုပ်တယ်ပြီးရင်အချင်းထောင်ချုပ်ကိုပို့တယ်ပြီးရင်အထူးတရားရုံးနဲ့ထောင်နေတရားရုံးမှာအမှုရင်ဆိုင်ရတယ်ဒါကျွန်တော်တို့နားလည်တာကျွန်တော်တို့သိထားတာဆိုတော့စာဖခေါ်ပြီးဆိုရင်နေဘက်ပုံမှန်နေဘက်မှာမွေးရစီမှုလောက်မမောက်ခုမှုလောက်ကိုစာဖအစ်မမဟုတ်စာဖအစ်ပြီးဆိုရင်နိုင်ငံတော်နဲ့ပတ်သက်တဲ့အမှုတွေလက်နက်နဲ့ပတ်သက်တဲ့အမှုတွေမတရားသိမ်းတဲ့ပတ်သက်တဲ့အမှုတွေလောက်ကိုဒါစာဖခေါ်ယူစစ်ဆေးမှာဆိုတော့တရင်တွေကဘယ်ဟာအမှန်မှမသိဘူးတချို့ TikTok တွေပေါ်မှာလည်း ကိုစပွင်းကိုတိုင်သူ့ကိုဖမ်းတာမဟုတ်ပါဘူးဆိုပြီးတော့ကျွင့်ထားတာရှိတယ်။တစ်ဖက်ကလည်းပြန်မလို့တေးဦးလို့တင်ထားတာရှိတယ်။ဘယ်သတင်းကအမှန်လဲလို့ဝေခွဲရခက်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီအချိန်မှာနားလေသွားတာတခုကတမရောကာကွယ်ဦးစီးချုပ်ကဘိုင်နေနဲ့ဒီလူဒီလူဒီလူတွေကိုသူ့အမိတ်မပါပဲမဖမ်းစီရဘူးလို့တရားဝင်ထုတ်ဖော်ကြညာလိုက်တဲ့အပေါ်မှာမိကုန်ထုတ်ဆက်လိုက်တော့ရှိလာတယ်။တကယ်ပဲ သူပြောတယ်လို့ပေါ့နော်တပ်မတော်ချင်းမြန်တို့သူတွေကပောက်ကွဲလို့ဆဲခွင့်ရှိတယ်ဆိုရင်ကျွန်တော်တို့ပောက်ကွဲလို့ဆဲခဲ့ရင်ရောတပ်မတော်ကာကွယ်ဦးစီးချုပ်ကခွင့်ထုတ်ပါလားနောက်တပ်မတော်ထောက်ခံတဲ့ပြည်သူတွေတပ်မတော်မြန်မာတပ်မတော်ကြီးကိုလေးစားကြည်ညိုတဲ့လူတွေတပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့လောက်ရေးကိုင်းရဲ့အပေါ်မှာတခါတလေနော်ဟိုမိမိဘက်ကစစ်စင်ရေးမှာရန်သူဝိုင်းနေတဲ့အချိန်ကြီးအချိန်ကြီးရိတ်ခါမပို့နိုင်တဲ့အချိန်ကြီးစစ်ကူမပို့နိုင်တဲ့ဒါတွေကရာသီဥတုခက်ခဲနေရာဒေသအခက်ခဲကြောင့် ဖြစ်လိပြထားရှိတဲ့အနေအထားတွေမှာအားမလို့အားမရပြည်သူတွေကဆိုင်ရောခွင့်လွှတ်ပေးမှလာဒါမှမဟုတ်ရင်အဗီဒီယိုဖိုင်တစ်ခုမှာနာမည်စင်းကြီးညာသွားတဲ့ပုံကိုဒီပဲတရားဝင်ဆဲခွင့်ရှိတာလားဒါလေးကိုမကြည့်ချင်လားဆိုတော့ကျွန်တော်နားလေတာတော့ဥပဒေဆိုတာတော့အားလုံးအတွက်တတ်သတ်မှတ်သေးသတ်မှတ်ထားတယ်လို့တော့ထင်တာပဲဆိုတော့ဒီကောင်ကအတွက်လှုပ်လှုပ်ရအဆင်ပြေတယ်မလှုပ်ပါနဲ့ဆိုရင်ကျန်တဲ့လူတွေရောဘယ်လိုလုပ်မလဲဒီနိုင်ငံထဲမှာတတ်မှတ်လို့အချိန်မှန်လို့တဲ့သူတွေအများကြီးရှိတယ်တတ်မှတ်တော့ ကိုအိတ်ကိုဆိုင်ကိုစီကိုစားပြီးတော့တဖက်အဖွဲ့စည်းရဲ့အမုန်းခံပြီးလှုပ်ပေးနေတဲ့လူတွေအများကြီးရှိတယ်။အဲ့လိုလူတွေအတွက်တမလို့ရအောင်ဘယ်လိုစဉ်းစားပေးလဲ။တို့ကတမလို့ကြီးကိုငါ့ကိုလာထောက်ခံမှာလို့ညွှန်ကြားထားတဲ့လူတွေမဟုတ်ဘူး။မင်းတို့ငါ့ကိုထောက်ခံရမယ်ဒီလိုပြောရမယ်လို့ဘယ်သူမှမင်းပြမထားပဲ။တို့တဘောနဲ့တို့တမလို့ကြီးဘက်ကရက်တည်တယ်။တို့ပတ်စံနဲ့တို့အင်တာနက်ဖုံးပေဖြည့်ပြီးတော့တို့ပြောကြတယ်။တို့ထမင်းတို့စားပြီးတော့ တစ်ဖက်ရန်သူရဲ့အညှို့ထားခြင်းအမုန်းပွားခြင်းကိုခံနေရတဲ့လူတွေအတွက်ဓမ္မောက်မြို့နယ်ကအထူးတရံစာသအဖွဲ့ကို MNOD ဌာနကတွားရောက်ဖမ်းဆီးစကိုင်းတိုင်းဓမ္မောက်မြို့နယ်မှာအန်ယူဂျီတရံစာသနှင့်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဝန်ကြီးဌာနကဆေးလွတ်ထားတဲ့ပြည်တော်စုအထူးတရံစာသအဖွဲ့ကိုကာကွယ်ရေးဝန်ကြီးဌာနကတွားရောက်ဖမ်းဆီးခဲ့တယ်လို့ခိုင်လုံတဲ့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ငွေအလွဲသုံးစားလုပ်မှုအာဏာလွဲသုံးစားမှုလက်နက်တွေဝယ်ဆုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး MNOD ဌာနကဇွန်လ3ရက်နေ့ညနေ6နာရီလောက်မှာတွားရောက်ဖမ်းဆီးခဲ့တယ်လို့သတင်းရင်းမြစ်က ပြောပါတယ်။တရံဇာတနဲ့ပတ်သက်ပြီးငွေအလွဲသုံးစားလုပ်ထားတာတွေပေါ့တရားမဝင်ရွှေလုတ်ွက်ရောင်းစားမှုတစ်ခိုးထုတ်မှုတွေစီမောင်ခိုတွင်းမှုတွေအကုန်ပါတယ်။သူကအေကရရတဲ့ပတ်စံတွေနဲ့လည်းလက်နက်အကောင်စားတွေဝယ်ဆုထားတာ သူ့စီမှာရှိတဲ့လက်နက်တွေကရှယ်ရီလေးဒီဖက်မှာဘယ်ရင်မှမရှိတော့လက်နက်တွေသူကရဲဘော်တွေစုပြီးဘယ်တရင်အောက်မှမဟုတ်ပဲတရင်တစ်ခုထောင်ထားတယ်လို့ဖြစ်နေတာပြီးတော့အမိန်နာခံမှုလည်းမရှိတော့ဘူးအဲဒါကြောင့်အထက်ကတရင်တပ်ဖွဲ့တွေကိုခေါ်ပြီးဖမ်းလိုက်တာပါလို့ဆိုပါတယ်ဗမောက်မျိုးနယ်ကဖမ်းဆီးခံရတဲ့တရန်ဇာတာအဖွဲ့တွေဟာရွှေလုတ်ကွက်တွေမှာလုတ်ကန်ရှာဖွေနေတဲ့ပြည်သူတွေကိုမောက်မှဆက်တန်းခဲ့တယ်လို့အမျိုးသမီးတအူးက2024ခုနှစ်ကလေးကပြောခဲ့ပူပါတယ် ီတောင်စုဦးအာကာဆိုတဲ့ဟာကဦးအာကာလာအာကာလာကိုမသိဘူးဖြူတလားမဲတလားအခုထိမသိဘူးကျမတို့မောင်မဒုက္ခပေးနေတာအဲ့ဒါပဲလို့ရွှေမောင်မဦးအာကာအဖွဲ့ပြီးသူပေါ်ဆက်ဆံရေးမကောင်းတဲ့အကြောင်းပြောခဲ့ပါတယ်ဖန်းစည်းခံရတဲ့အထူးတယံဇာတာအဖွဲ့နဲ့အတူလက်နက်ခဲရန်မိကြောက်တွေနဲ့ငွေသားစာလာအိတ်6အိတ်ရွှေချောင်းတွေကိုလည်းတင်စီရမိခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်တဆန်ကတော့စာလာအိတ်နဲ့6အိတ်ပေါ့လေတအိတ်သိန်း1000ကျော်ပါတယ်လို့တော့ပြောတယ် ရွှေချောင်းတွေလည်းအများကြီးရတယ်ဘလောက်လဲဆိုတာတော့အရေးအတွက်မသိရဘူးလို့ဆိုပါတယ်တမလို့ကြီးဘလို့စဉ်းစားလေးဆိုတော့တော့သိချင်ပြီတကယ်ကိုစိတ်ဝင်စားတယ်ဒါပြောပြတာနော်အခုနောက်တစ်ခုကအော်တိုယင်းနေဖမ်းနေပတ်ပြေးဆိုင်နေပတ်သက်ပြီးတချို့လူတွေမှာတော်တော်ဒုက္ခရောက်ပါတယ်ကျွန်တော်တာကလေးနှစ်ခုပြောပြခြင်းနဲ့ဒါလည်းကျွန်တော်မိတ်ဆွေဒီနေ့ရပဲကျွန်တော်ကိုလာပြီးတော့တို့ရဲ့အခက်အခဲလေးကိုပြောပြလို့ကျွန်တော်ဒီညနေ့တစင်ပြပြီးမျှဝေတာအဲ့ဒါပါလေဆိုတော့ဟိုကျွန်တော်တို့ နေဘက်ဒီမှာ cycle license ဆွဲတာလေးတွေရှိကြတယ်เนาะ carry ဆွဲတာလေးတွေပေါ့ဗျာเนาะအဲ့ cycle carry ဆွဲတဲ့တွေတော်တော်များများမှာ license မရှိကြအောင်အခုចောင်းခွင့်ရသည်ကလေးတွေចောင်းတက်ပြီကုန်ကြတွေများလာမယ်ចောင်းစီတွေចောင်းလာကတွေစာအုပ်ဖိုးတွေဘောပင်ဖိုးတွေជួရှင်လာကတွေမြန်မာနိုင်ငံမှာចောင်းဆရာမတွေជួရှင်မတင်ရဘူးလို့ဘလောက်ပဲဥပဒေထုတ်ထုတ်ဘယ်အစိုးရမှအခုအချိန်အထိအဲ့ဒီဥပဒေကိုအာဏာတီအောင်လုံနိုင်တဲ့အစိုးရမမြင်ဘူးသေးဘူး တော့ကျူရှင်ဆိုတာတင်တဲ့အတွက်ဆ iam မတွေရဲ့အကြောင်းမှစတင်မှုရော့တယ်။ဆ iam မကျူရှင်ကိုတက်ရင်အကလေးကစလိုက်နိုင်တယ်။တကယ်လို့သာကျူရှင်မတင်မဲနဲ့အကြောင်းမှပဲအချိန်ပြည့်တိတိကျကျတင်မဲဆိုရင်အကလေးကတော့စတော်နေမှာအခုတော့ပတ်စံရှိတဲ့ကလေးကကျူရှင်တက်နိုင်တယ်စာရတယ်ပတ်စံမရှိတဲ့ကလေးကကျူရှင်မတက်နိုင်တော့စာမရဘူး။တော်ဒီကျူရှင်ကိုဘသူတီထွင်လိုက်တယ်လို့မသိဘူး။ဘယ်နိုင်ငံရဲ့ပညာရေးမှာမှလဲကျူရှင်ရယ်လို့တကူတကူ တိတ်မတွေ့ဘူးသလိုပဲထပ်ပါတော့ဒါကတော့ကိုနဲ့မဆိုင်ဘူးနော်သူကသူလက်ခံလို့တင်နေကြတာလုံနေကြတာကိုသားပြောလို့လေဘိုးပဲဟာလမ်းဒီအဆရာမလေးကျရှင်တင်နေကလေးဒီခုနပြောပညာရေး၃စိတ်ပြောချင်တာပညာရေး၃စိတ်အတွက်ပြည်သူတွေငွေကြီးပို့ကုန်တယ်ကလေးကျောင်းစိတ်ကတစ်မျိုးကျရှင်လားကတစ်မျိုးနော်ဒါကိုပြောချင်တာအဲ့တော့ကယ်ရီဆွဲနေတဲ့လူတွေအရင်တော့တရက်ကို1000ကျွဲ2000တစ်ဖက်လေဝင်နေမိသားစုစားဝတ်နေရအဆင်ပြေတယ် အခုစာကေတီဖမ်းလိုက်တော့ကေတီဆွတ်လို့မရတော့လက်ရှိမိုးရင်းကာလအလုပ်တွေလည်းရှားပါလာပြီနော်လေကွင်းနေထဲမှာအစိတ်ချမျိုးစစ်ဆိုင်ကရိယာဆိုတာဒီပေါ်လာတဲ့အတွက်စဘာစိုက်ဖို့လူငှားတွေမလိုတော့အထက်ကျောက်စိတ်ုံတွေမှာလည်းလူတွေအပြည့်လက်ရှိနိုင်ငံရေးအနေအနေထားနဲ့စိတ်ုံတွေလေပတ်မှုနည်းတဲ့အတွက်လုံထိုင်းအင်အားတွေရှော့ချတယ်အလုပ်ကန်ခွင်လန်းတွေရှားပါလာတယ်လူလူခတ်ရောက်လာတယ်အဲ့ဒါစားဖို့တပေါက်ပျောက်လာတယ်နောက်တစ်ခုကျေးရွာတွေမှာကုံစင်းရောင်းနေဟင်းရောင်းနေအသေးသေးရှိတယ် တော့ဒါကျွန်တော်အတိထဲမှာအမျိုးသမီးတူဦးပေါ့သူကကြက်တွေဝယ်တယ်ပြည်ကနေပြီးတော့ဒိုင်မှာကြက်တွေသွားဝယ်တယ်ပြန်ပြီးတော့ကြက်သားလုပ်ပြီးတော့အိတ်ကလေးနဲ့ထုတ်ပြီးတော့စိတ်သားစိတ်သားပေါ့အိတ်ကလေးနဲ့ထုတ်ပြီးတော့ရွာတွေကိုစိုက်ကလေးနဲ့လှည့်ရောင်းတယ်ဒါမှမဟုတ်စိုက်ကလေးဖမ်းလိုက်တဲ့ခါကျတော့သူစေးရောင်းလို့မရတော့ဘူးသူ့အနေနဲ့အခက်အခဲဖြစ်သွားပြီအဲ့တော့ခင်ဗျားတို့ပြောမှာပေါ့စပိန်နဲ့သွားပါလားလို့ခေတ်ကမလွယ်တော့ဘူးပြောသလောက်မလွယ်ဘူးကျွန်တော်ပြောသလောက်မလွယ်ဘူးရွာတရွာနဲ့တရွာကူးရတာစပိန်နဲ့သွားဖို့ဆိုပြောသလောက်မလွယ်ဘူးတချို့ရွာတွေမှာလမ်းအရန်ဆိုးတယ် ဒီဘွက်တွေကိုယုံပြီးနင်းဖို့ဆိုတာမဖြစ်နိုင်ဘူး సై ကယ်နဲ့တောင်မှပဲမနေသွားနေရတဲ့နေရာတွေအများကြီးရှိတယ်အဲ့တော့ဈေးမရှိတဲ့နေရာတွေမှာအဲ့ဒီ సై ကယ်ဈေးတွေတွေဟာအဓိကအရေးပါတယ်ဆောသူတို့မလာရင်တွားမရဘူးဇွာသားတွေကလည်းဈေးရှိတဲ့နေရာကိုတွားဝယ်ဖို့တက်ကသူတို့မှလည်း license နဲ့ సై ကယ်ခါရှာရှာဆိုတော့ပြဿနာလေးတွေရှိလာပြီအဲ့တော့ဒီခက်ခဲလေးတွေနိုင်ငံတော်အနေနဲ့ပြည်သူတွေကိုနည်းနည်းငင်းညာပြီးတော့ဖြေလျှော့တင်တာလေးတွေကိုဖြေလျှော့ပေးတင်ပါတယ်ပြည်သူတွေရဲ့အခက်အခဲအကျက်အတဲတွေကိုတစ်ချက်ပြန်ပြီးကြည့်တင်ပါတယ် တော့ကျွန်တော်တို့ကတရားဝင်သတင်းမီဒီယာလည်းမဟုတ်ပါဘူးတရားဝင်မှတ်ပုံတင်ထားတဲ့သတင်းမီဒီယာလည်းမဟုတ်ပါဘူးခုနပြောသလိုတမတော်ကာကွယ်ဦးစီးချုပ်ကအအရေးပေးခြင်းခံရပြီးတော့တမတော်ကာကွယ်ဦးစီးချုပ်ရဲ့ခွင့်ပြုချက်နဲ့ပြောချင်တာပြောခွင့်ရထားတဲ့ပုံကိုလည်းမဟုတ်ပါဘူးပြည်သူတွေရဲ့ခက်ခဲကိုပြည်သူတွေရဲ့ကိုစားပြည်သူတယောက်အနေနဲ့ဝေမျှတဲ့ပြည်သူအရေးနိုင်ငံအရေးကိုလေ့လာပြီးတော့ပြန်လည်သုံးသပ်တဲ့အနေအထားလေးရရှိတယ်ဆိုတော့အချိန်မီးဖိုင်အချိန်မီးခံရမယ် ျွန်တော်ကဘာခွင့်အာဏာမရှိဘာခံစားခွင့်မှမရှိဘူးဒီကာလမှာကျွန်တော်ရခဲ့တာ2020ခုနှစ်ဖေဖော်ဝါရီလတရနေ့နိုင်ငံတော်အာဏာထိမ်းပြီးတဲ့နောက်ပိုင်း2020ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေစပြီး like စပြီးပြောခဲ့တဲ့ရာသာဆိုတဲ့ကျွန်တော်ဒီကနေ့2025ခုနှစ်ကျွန်တော်9ရက်နေ့မနေ့တနအီတိတိတိဒီအလောက်ကိုလှုပ်လို့ဒီဖွဲ့စည်းကိုထောက်ခံလို့ကျွန်တော်ရခဲ့တာတစ်ခုပဲရှိတယ်အဲ့ဒါနောင်တာ ဒါပေမဲ့ကျွန်တော်မမနေပါဘူးကိုမှန်နေထင်လို့ရွေးချယ်ခဲ့တဲ့လုပ်ခဲ့တဲ့အရာအတွက်ကိုနဲ့ထိုက်တန်တာကို ပြန်ရတယ်လို့ပဲကျွန်တော်သဘောထားတယ်ဆိုတော့စေတနာကောင်းရင်ကံကောင်းမယ်ကိုကောင်းတာလို့ရင် ကောင်းတဲ့ကျိုးဖြစ်မယ်ကျွန်တော်လုပ်တဲ့လုပ်ရဲ့မှန်တယ်မှားတယ်ဆိုတာကိုမြင်တဲ့ပြည်သူတွေကြားတဲ့ပြည်သူတွေတွေ့တဲ့ပြည်သူတွေသိတဲ့ပြည်သူတွေသိကြပါတယ်သူတို့ဆုံးဖြတ်ပေးလိမ့်မယ်ဘယ်သူမှဆုံးဖြတ်လိမ့်မယ်ကျွန်တော်ပြောခဲ့ဘူးကတည်းပြည်သူသားအမိပြည်သူသား ်ဟာပြည်သူအင်အားရှိမှတမတော်အင်အားရှိတမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိဒါကြောင့်နိုင်ငံကြီးအင်အားရှိဖို့ပြည်သူတွေအင်အားရှိဖို့လိုတယ်တော်ပြောစင်လားဒါမိကုန်းထုတ်ဆရာရှိတာလေမိကုန်းထုတ်ပြီးပြီတက်ညာဖို့ဖြေလျှော့ဖို့ကျွန်တော်အနေနဲ့အကြံပြုတင်ပြတာလေပြီးပြီစဉ်းစားချက်နော်